ခုနှစ်ရက်9လ2025ပေါ့နော်ညီပြင်ရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်အဖြေခံပေါ်နေမုံမှန်လူသားစပီကာအဖြစ်နဲ့တက်မတော်ကာကွယ်ဦးစည်းချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အဘဒုချုပ်ကြီးနဲ့နာဆာကအစိုးရဖွဲ့ဝင်တရလုံးတက်မတော်သားနဲ့တက်မတော်သားမိသားစုအေးချမ်းဆောင်နေတိုင်းနဲ့ပြည်သူလူထုတွေသိရှိအောင်ပြင်ပြပေးမှာဖြစ်တယ်အရင်ဆုံးကတော့တောင်ကြီးမောင်အေးချမ်းရဲ့ကြံပြပေါ့နော်ကြံပြရဲ့ခေါင်းစဉ်ကကြွက်ချေးများတဲ့တကာခါမှာမြင်ရတာကသူ့မှာပြည့်စုံမလို့တုံလဲစုပြုံရောက်ကြလာလူကြတိုင်းပေးသမျှကိုရယူလို့သည် ပင်ကိုစိတ်တွေတွန့်ကျင်နေတော့လူတွေတီးတန့်ရှိနေသည်မောင်အေးချမ်းတောင်ကြီးခွန်ရံလာ2025ခွန်ရံလာ40အချိန်မှာရေးဖွဲ့ထားတဲ့ကြပြဖြစ်တဲ့မင်္ဂလာရှိသောနေ့ရက်ပါတဲ့တောကခတိနင်းညမ်းပါစေနော်အဲ့ဒါကတော့ငလင်ဘေးနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်မှာပေါ့မလိုအပ်တဲ့လူတွေကယူလိုအပ်တဲ့လူတွေကဒုက္ခရောက်အဲ့တဘောတရားကိုပဲပြုတ်ကျင်တာပါပေါ့နော်ကိုသောဘောရင်နဲ့9ရံလာ2025ရက်နေ့ပခုတ်ကူမြို့နယ်မြိုင်မြို့တောင်ပြပခုတ်ကူမြို့အနောက်ဘက်ဇောင်ချမ်းကုန်းရွာနဲ့ဥယင်ရွာတိကြားမကွေးလေတမားတဲ့ဝင်ပြက်ကမှုကြောင့် ပီဒီအက်တွေအထင်အရုံတွေမကအသေးအပြောက်တရားကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရှိသူအများအပြားတွေ့ရကြောင်းပီဒီအက်တွေရဲ့အစာအုပ်အပအဝင်ဘုံကိုချင်းတွေပါထိပြီးအထဲကပီဒီအက်တွေပါသေတယ်သေတာလည်းတွေ့ရတယ်တဲ့ဇောင်ချန်းကအနီးတစ်ခွက်ရွာတွေမှာလည်းအသေးအပြောက်တွေအတီးတီးရှိကြတယ်တဲ့ထိုးရွာတွေမှာခန်းနမိန်ရွာ30ရွာတန်းရှည်ရွာ20ဇောင်ချန်းရွာအတွင်း10ရောက်ဟုတင်ရရှိခဲ့ပါတယ်တဲ့မကွေးတိုင်းချောင်းမြို့နယ်မာကြီးကုန်းရွာနဲ့တောင်သာမြောက်ရွာမှာပီဒီအက်အထိုင်ချထားတယ်အခုရွာတွေကိုမဝင်း မနေ့ကအသက်16နှစ်ကနေ35အကုန်ဝင်ရမယ်တည်နှံတက်ရမယ်လို့ပြောနေတယ်တဲ့အချိန်မနှောင်းငယ်ရှင်းလင်းပေးသေးလို့ပါတယ်အထက်လူကြီးတွေသိစေရင်ပြင်ပြအပ်ပါတယ်အခုဘုန်းနဲ့စူတော်ရွာ၄ပင်ကုန်းရွာစေကံရွာဂွေးပင်ကြီးရွာ PDF အတိုင်းထွက်ရွာချရွာတွေအားလုံးက PDF တွေပါတဲ့ရွာပတ်ပတ်လည်းမှာမိုင်းတွေထောင်ထားပါတယ်တဲ့နော်လမ်းတော်လမ်းလာပြည်သူတွေဒုက္ခရောက်နေကြပါတယ်တဲ့နော်အဲ့ဒါကျွန်တော်ကဒီသတင်းတွေကိုအောက်ကနေပေးပြီးပြီနော်အောက်ကနေပေးပြီးမှကျွန်တော်អော်တာနော်အဲ့တော့အဓိကကတော့လက်နဲ့ကင်ပြီးအနိုင်ကျင့်နေ တောင်းချမ်းနေကြတဲ့ရွာက PDF တွေရန်သူကိုထောက်ခံနေတဲ့ရွာသားတွေတေကုံမအေးချမ်းမှာပါကိုစော်ဘုံဝင်းကြီးတဲ့အရေးကြီးတာကကျွန်တော်တို့တက်မလို့စစ်တောင်းနေရွာတွေကိုဝင်လာပြီဆိုရင်တော်တော်သတိထားခိုင်းပါတယ်ကိုဘုံအရေးအရေးကြီးတယ်ရန်သူကရွာသားတွေများနေတော့လေစစ်တောင်းလာပြီဆိုတာနဲ့တရွာကို၁၀ယောက်၁၃ယောက်လောက်ဖြန့်နေတာတဲ့ရွာတိုင်းပဲတဲ့ဒီကဝင်ဟိုကထွက်ဘယ်သွားရင်ဘယ်ရောက်လဲဆိုတာသူတို့ကသိတယ်တဲ့ဒါကြောင့်ရန်သူကားတဲ့တက်ကစစ်တီတွေကိုချောင်းပစ်နိုင်တာပေါ့တဲ့မင်းလာအရှိချမ်းလက်ပံတန်းအရှိချမ်းစစ်ကွင်းတာကလေးအရှိချမ်းကကျွာတီ အရှင်အရှင်ချမ်းကရွာတွေက PDF တော်တော်များများညားတယ်တဲ့ကိုဘုံနဲ့အခုတော့တက်ကထိုးစစ်ဝင်လာတော့အရှင်ဘက်ကရွာတွေကတောထဲကိုရှောင်နေကြတယ်တဲ့မဆိုင်တဲ့တချို့သောရွာသားတွေကဒုက္ခရောက်ကြတယ်တဲ့ကျွန်တော်ဟိုတကကိုစောဘုံဟင်းကိုပို့ထားတယ်တဲ့ငပြောငပြောတုံးရွာစမ်းပုတ်ရွာကစမ်းပုတ်ရွာကငင်းပင်စမ်းရွာတောင်တန်းမြန်ရွာကျွန်းကုန်းရွာဇရစ်မြောင်ရွာခန်းကိုပင်ရွာအဲ့ဒီရွာတွေမှာအဓိကနေကြတယ်တဲ့အိန္ဒိယတိုက်ခိုက်သည့် ကက်ရှမီးယားသို့ UN လာရောက်ပါကစ္စတန်အုပ်ချုပ်သည့်ကက်ရှမီးယားဒေသရှိနေရာ၉ခုသို့ယနေ့နံနက်ပိုင်းကစင်ဒူးစစ်စင်ရေးအမည်ဖြင့်အိန္ဒိယမှတိုက်ခိုက်ပြီးနောက်တိုက်ခိုက်ခံရသည့်နေရာတစ်ခုကို ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့ရောက်ရှိလာကြောင်းခန်တရင်ကဖော်ပြသည် ပါကစ္စတန်မျိုးစားဖော်ဘတ်မျိုးရှိတိုက်ခိုက်ခံရသောဗလီတစ်ခုတွင်အဖြူရောင်ကုလသမဂ္ဂရင်းနှစည်းကိုတွေ့ခဲ့ရကြောင်းငကဆိုသည့်တိုက်ခိုက်မှုများတွင်စစ်ဘက်ဆိုင်ရာနေရာများကိုပိတ်မထားခြင်းမရှိကြောင်းနှင့်အရက်သားတည်ဆုံတန်ရာရသည့်တည်င်းများမရှိကြောင်းအိန္ဒိယကပြောသည်ထို့သောအိန္ဒိယသည်ပါကစ္စတန်ပိုင်နက်နေရာ6ခုရှိဗလီများကိုပိတ်မထားခဲ့ကြောင်းနှင့်ယနေ့နံနက်တိုက်ခိုက်မှုများကြောင်းအရက်သားများထိခိုက်ခဲ့ကြောင်းပါကစ္စတန်ကဆိုသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်၏ယမန်နေ့ထုတ်ပြန်ချက်တွင်အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံလုံးစီရေးအရာထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်ကြရန်တောင်းဆိုခဲ့သည်။တင်းမာမှုများလျှော့ချပြီးတန်တမန်ဆက်ဆံရေးကိုမြင့်တင်ရန်နှစ်နိုင်ငံအစိုးရအားတိုက်တွန်းခဲ့ပြီးစီရေးအရာဖြည့်ရှင်းခြင်းသည်အပြည့်မဟုတ်ကြောင်းအလေးပေးပြောကြားခဲ့သည်ဟုဆိုသည်။ဂျွန်ကုံရွာကားတဲ့ ကာဟဲဆိုတဲ့လူကအဲ့ဒီနေရာတဝိုက်ကလက်နက်ကင်ခေါင်းဆောင်ပဲတဲ့ကရင်လူမျိုးတဲ့ကိုတော်ပေါင်းရင်ဖြစ်နိုင်ရင်စစ်တောင်းတွေကိုအရန်မသွားခိုင်းပါနဲ့ရွာတွေကနေပြီးတဲ့ရန်သူတွေကခွေးချောင်းချောင်းနေကြတယ်တဲ့ဖြစ်နိုင်ရင်လေဘော်လေဘော်ကနေလှုပ်ပါတဲ့ကျွန်တော်တို့အတူမျိုးအပေါ်ကိုအတိမဲ့ရွှေတွေရှိတဲ့နေရာကိုပြောင်းရွှေ့နေကြတယ်တဲ့နော်လက်နက်ကင်တောင်းကြတဲ့ PDF တွေမရှိမှအေးမှာပါတဲ့ကိုဘုံနဲ့တက်မတော်ကြီးကိုပြောပြပါတယ်ဘကိုးတိုင်းအရှိချမ်းဆိုရင်လည်းအေးပြီးသူညနာကောင်မှမငဲ့ပါနဲ့တဲ့ရန်သူကိုရန်သူလိုပဲဆက်ဆံပါတဲ့နော် ဒီနေ့ကတော့မြင်းကြံပေါ့နော်မြင်းကြံကာမာယအစံကဖက်လေမှာတိုက်ပွဲတွေဖြစ်နေတယ်ဒုံးတွေလက်နက်တွေချတယ်ပေါ့နော်ဒုံးတွေလက်နက်တွေချတယ်အဓိကကတော့အဲ့ဒီနာတဝက်ကရွာတွေကညောင်ပင်ရွာတမွန်းရွာကြီးကန်ဆွဲတမွန်းရွာကြီးကန်ဆွဲအနာပပက်လေတဲ့အဲ့မှာ PDF တွေကြီးပဲတဲ့နော်မင်္ဂလာပါကိုပေါင်းတဲ့ဖောင်းပြင်းမျိုးကိုတော့ KIA PDF အကြမ်းဖက်များဟာတဲ့။ကုန်ကျစ်စည်းစိမ်မှုကိုဖျက်တောက်ထားပါလေတဲ့။ရေလန်းရောကားလန်းတွေပါဖျက်တောက်ထားတာအကြောင်းကျုပ်တလုံးကို1800ပေးပြီးဝယ်စားမိထားပါလေတဲ့။ဖောင်းပြင်းအနောက်ဘက်က နောင်ကနန်းရွာမှာတော့ KIA PD ရဲ့အကြမ်းဖက်တွေစုမှုထားတာပါအဲ့ဒီရွာတွေမှာကြိုက်တာဝယ်လို့ရပြီဖောင်းပြင်မြို့မှာတော့ကုံစီပစ္စည်းပြတ်တောက်နေပါတယ်ဒါကိုအဘကကြုတ်ကြီးသိစေရန်တင်ပြပေးပါအောင်ကိုဖုံးနဲ့ကျေးဇူးတင်ပါတယ်တဲ့နောက်တစ်ခုကနောက်တစ်ခုကတော့အုတ်ကြီးပေါ့ကိုဖုံးနဲ့ဒလာဦးမြို့နဲ့ဗလဲပချေးရွာအုတ်ကြီးကတော့အတော်ကိုစိုးတယ်တဲ့စစ်မှုတန်းကြီးတရင်အသက်ပြည့်သူရှိရင်နှစ်သောင်းမရှိရင်တစ်သောင်းနိုင်ငံတော်အတွက်ကောက်တာဆိုရတာမပြောလို့ပါဘူးတဲ့အခုကဆိုင်ငယ်အစ်တွေတောင်ဝယ်စီလို့တဲ့ရေဘေးဖြစ်တော့လေအထက်ကတီခုဌာနတို့က ကြားတာပဲအဲ့ဒီကပေးတဲ့ဝက်22កောင်93កောင်ရက်ကြီးစေးမနဲ့ပေါင်းပြီးရောင်းစားပြစ်တယ်တဲ့ပြည်သူကမပေးဘူးတဲ့အခုငလင်လှုပ်လို့လာလူကြတဲ့အခါသူတို့လက်ထဲငွေလူခဲ့ရင်မလူဘူးတဲ့စားပြစ်ကြတယ်တဲ့အလူရှင်တွေကိုယ်တိုင်လာလူရင်လည်းသူတို့နဲ့နှီးဆက်တဲ့သူပဲပေးပြီးဒါမှမဖြစ်လေအဖြစ်ပြပြီးပေးတယ်တဲ့ယာယီမှုစေရင်မှုခံထားတဲ့ဟာတွေကလည်းအနီအမာကအနီမာကထောက်ခံသူတွေတဲ့ပေါင်းစားနေတာဆိုတော့ကားတဲ့ဂျင်ဝိုင်းထောင်ခံပြီးငွေယူထားတဲ့အထက်ကိုတင်ပြတော့လေအေးမြူဘူးသူကငွေချပေးနေတဲ့သူဆိုတော့စစ်မှုထမ်းခြင်းအခုမလင်ကြောင့် မကောက်သေးဘူးလေဘယ်နဲ့ပြန်ကောင်းလဲတော့မသိဘူးလေအပတ်စဉ်တိုင်းကောက်တာအိုကြီးနာမည်ကမျိုးဆွေတဲ့နောင်မင်းမယူထားတာတဲ့သူလက်ခံပြီးတော့ငွေယူထားတဲ့ဂျင်ဝိုင်းဗီဒီယိုခိုင်ပို့လိုက်မယ်တဲ့လေးစားပါလေဒီမှာတော်နေဇော်ကုန်းကဟိုဟိုကဖြစ်နေတယ်လို့ပြောမှသူလို့နော်အဲ့ဟိုကဖြစ်နေတော့ကျွန်တော်ပြမှာပေါ့ဆရာချင်းနဲ့မြိုင်နယ်ဘက်ကတက်မလို့စစ်တောင်းရောက်နေပါလေတဲ့အင်အားဘယ်လောက်ရှိနေစုတဲ့တရင်တွေကိုပတ်သက်တွေကတရင်ကြိုရနေပါလေတဲ့ပခုတ်ကူမြိုင် ်တက်မတော်စစ်ကြောင်းများကိုတရင်ပုတ်ပေးစီလိုပါတယ်တဲ့။နောက်လျှောက်စစ်ကြောင်းဘယ်မှာနားနေတယ်ဘယ်သွားနေတယ်အစ PDF တွေတရင်ရနေပါတယ်တဲ့နော်။နောက်တစ်ခုကတော့ရန်ကုန်မြို့ထဲမှာမိုင်းခွဲလုံတိုင်တပြတ်ချင်းတွေလုံကိုပြန်ဝင်လာတဲ့ PDF ကိုဦးကိုမြို့ဝင်စစ်သေးကိမှာဖမ်းဆီးရမိမေလာ6ရက်ရန်ကုန်မြို့ဝင် ထောက်ကျန်လမ်းပေါ်မှာခရီးသွားကားတွေကိုစစ်ဆင်းနေတဲ့အချိန်မနေ့ကမေလာအားရနေမှာအမျိုးသမီး၃ဦးအပါအဝင် PDF ကိုဦးကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်တဲ့။ဖမ်းဆီးရမိတဲ့ PDF ကိုဦးမှာကုံကားတစ်စီးပေါ်ကယောက်ျားလေး6ယောက်နဲ့တန်အမျိုးသမီး တုံးကိုတော့ကီးသွား inspector တစ်စီးပေါ်ကနေဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်လက်ရှိအချိန်ထိ PDF အယောက်30ကိုဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပြီးဖမ်းဆီးရမိတဲ့အထက်ကအချို့မှာတော်ရဲကနေ PDF မလုတ်ချင်တော့လို့ပြန်လဲထွက်ပြေးလာတဲ့သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်တဲ့နော်လက်ရှိအချိန်ထိ PDF PDF တွေပေါ့နော်ဒီတော်ရဲမှာပေါ့နော်သူတို့နေလို့တဲ့စိတ်တွေမရှိတော့ဘူးပေါ့နော်နေလို့တဲ့စိတ်တွေမရှိတော့ဘူးအဲကျွန်တော်လည်းအများအားဖြင့်ဒီတောင်းကိုပြောပါတယ် PDF တွေအလင်းဝင်နော်အလင်းဝင်အလင်းဝင်တယ်ဆိုတဲ့အထက်မှာဒီလို ာငါတော့လွတ်ပြီဆိုပြီးတော့မှဒါငါတနက်လည်းမပါဘူးငါဖုန်းလေးလည်းစရင်ဘာမှမတွေ့ရတော့ဆိုပြီးတော့လာမာတက်အလင်းဝင်လာအလင်းဝင်ပြီးတော့ကျွန်တော်ကတော့ဘယ်မှာဘယ်မှာတာဝန်တိုင်း PDF အကြံဖတ်လုပ်ရတယ်ကျွန်တော်ဒီလိုလုပ်ခဲ့ပါတယ်အဲလုပ်ခဲ့မိတဲ့အတွက်ကျွန်တော်ပေါ့နော်အမားနဲ့အမှန်ခွဲခြားပြီးနေတဲ့အချိန်ရောက်တာဖြစ်နေတဲ့အတွက်ကျွန်တော်အလင်းလာဝင်တာပါကျွန်တော်နိုင်ငံတော်အစိုးရအနေနဲ့เนาะတိုင်းမွေးလို့အနေနဲ့ပြည်ထောင်ပေးရင်လည်းကျွန်တော်ကြီးပြီးသွားခံယူပါမယ်เนาะ အဲသူတကယ်လို့ပြည်တယ်မပြေးပဲနဲ့မိဘစီကိုပြန်နေတိုင်းဖို့ဆိုရင်လည်းကျွန်တော်နိုင်ငံအကျိုးတည်ဖို့ပြီးတော့မှအကောင်းဆုံးနိုင်ငံနဲ့လူမျိုးအတွက်ဟောနော်အကိုရဲ့မဝင်ချင်းပေါ့နော်ဒေသန္တရဟိုအလုပ်တွေကိုကြိုးစားပြီးလုပ်ကြိုင်ပါမယ်ကြိုးစားစားနေထိုင်ပါမယ်ဆိုပြီးတော့ဝင်လာလို့ရှိရင်တော့မလုပ်ပါဘူးနော်မလုပ်ပါဘူးအဲ့တော့ကျတော့ PDF နေမင်းတို့တွေနော်ဒီ PDF နဲ့အကြက်ပက်လက်နဲ့ကိုင်တောင်းကြသူဘယ်လောက်ရောက်မှာလဲဆိုတာနော်မင်းတို့အတိဆုံးမှဖြစ်တယ်နော်မင်းတို့ကနှစ်ခုတည်းဒုတိယကြုံခဲ့ရတာဒါပေမဲ့ PDF ကတော့အခုလိုရှိတာပေါ့သူကစုပ်လဲစူးစားလဲယူဖြစ်နေတဲ့အချိန်သွားရင်လည်းပြစ်တက်ခံရအောင်မယ်နေရင်လည်း သူတို့ဘုရားအသက်လောကမလုံးကြုံတော့ဘူးပေါ့နော်အဲ့ဒီအတွက် PDF ညီကောင်မတွေမင်းတို့ကဗမာလူမျိုးငါတို့ဗမာလူမျိုးတွေပေါက်သွားသွားတယ် PDF တွေဖြစ်တယ်အမားကိုနော်မင်းတို့အမှန်ထင်နေမင်းတို့ရှေ့ဆက်ရှောက်ရမယ်လမ်းမှာစုညောင်းကလုတ်တွေနဲ့မင်းတို့တက်တွေ့ရအောင်မှာဖြစ်တယ်နော်အဲ့တော့အမားကိုအမားမှန်းကြည့်ပြီးတော့မှအမှန်ကိုပြင်နိုင်တဲ့လူကမှလူပိသားတယ်လို့လည်းခေါ်တယ်နော်ဒီမင်းတို့အနေနဲ့ကတော့အမားကိုမှန်းမှန်းကြည့်ပြီးတော့မှအမှန်အရင်းနဲ့ကိုပြောင်းဝင်လာတဲ့အချိန်ကျရင်တော့မင်းတို့ကမစင်းသာစစ်နေပြီးတော့တွေးဖို့နိုင်တဲ့အုံနောက်ရှိတယ်အဲဘာလဲပြောပြောပေါ့နော်လူပိသားတဲ့ လူတယောက်ဖြစ်တယ်ဆိုတာကိုပဲပြောချင်တယ်ပေါ့နော်မိဘတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်မှသိလို့လဲဆူတောင်းပေးပါတယ်ကွာမင်းတို့ PDF တွေနော်မင်းတို့ PDF တွေရဲ့လောက်ရတွေကတိုင်းပြည်အကျိုးလူမျိုးအကျိုးနော်ဘယ်လောက်ထိဖြည့်ဆည်းကရောက်လဲဆိုတာမင်းတို့ကမင်းတို့နှစ်ခုပေါ်လက်တင်စဉ်းစားကြည့်ပါဒီမှာပြည်အများဆုံးကြီးကြမှာစီရှေးတန်းရောက်နေတဲ့တက်မလို့သားတွေပြည်အနေနဲ့ခင်းရှင်းပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်မှသိလို့မြေတာဘူးဆုဆုံးမောင်းတောင်းပေးလိုက်ပါတယ်